စစ်စင်ကြီးကအခြေခံအချင်း၈မျိုးရှိပါဒီလိုနှမျိုးတွေတော့နောက်ထပ်မြင့်တက်မြင့်ကောဘင်းဘုစက်ကလေးသတိပြင်စစ်စင်ကြီးအများကြီးလက်ရှိပါအဲ့တော့တစ်ဖက်အနီကတိုက်စစ်စင်မှုတွေစီစဉ်တဲ့ဘုံမူတည်ပြီးတော့တစ်ဖက်အမေကကျွန်တော်တို့ဘလို့ခံစားမှုဆိုတဲ့ပုံစံမျိုးနဲ့စစ်စင်ကြီးကဘယ်ကစားလို့ရှိပါကဲကျွန်တော်နာမည်ကဦးရင်းအောင်ပါမြန်မာနိုင်ငံစစ်တင်ကိုဖွဲ့ချုပ်ဒုဝက္ခတတာဝန်ယူထားပါတယ် မြမရိုးရာစစ်တီရင်ဒီမှာလဲဥက္ကဋ္ဌရတာဝန်ယူပြီးတော့တိုးထက်ပြောင်းသွားအောင်ကျွန်တော်စူးစမ်းဆောင်ရွက်နေပါတယ်။ဒီနေ့ဒီပွဲလေးပေါ့နော်စစ်တီရင်ပွဲလေးမှာတော့မြန်မာနိုင်ငံမှာစတင်ချင်းပါတဲ့အကြောင်းကိုဒီဆုံးဆုံးတောက်ပါမယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ချင်းပါတဲ့မြမရိုးရာစစ်မြမရိုးရာစစ်တီရင်တက်20ယောက်ခွန်ဆိုင်ပြန်လို့ဆိုတော့ဘောင်းချိန်စတင်ချင်းပါတာပါ။ဒီတက်20ယောက်လူငယ်လေးတွေကိုပြိုင်ပွဲချင်းပါပေးရတဲ့အကြောင်းရင်းကတော့ဒီမြမရိုးရာစစ်တီရင်ကိုလက်ဆင့်ကမ်းမှုအတွက် ဆင့်ဆင့်သူတို့တွေကိုလည်းစိတ်ဝင်စားစေခြင်းနဲ့သူတို့ရဲ့အသေးရဲ့ဆင့်ဆင့်ကြိုးစားမှုလက်ဆင့်ကမ်းမှုတွေကကျွန်တော်တို့မြဝရွာစစ်တူရင်ဆိုတာတိတ်တောပပျောက်ခြင်းမရှိဘဲနဲ့အမြဲတမ်းကြံရစ်ပြီးတော့တိုးတက်ခွန်ကိုရွယ်ပြီးတော့ဒီပွဲလေးကိုကျင်းပခြင်းဖြစ်ပါတယ်ကျွန်တော်တို့မြန်မာယူဟာစစ်တူရင်ပြိုင်ပွဲအနေနဲ့နိုင်ငံတကာမှာပြိုင်ပွဲတွေမရှိခဲ့ပါဘူးစီ2023ခုနှစ်မြန်မာနိုင်ငံမှာကျင်းပတဲ့စီဂိမ်းပွဲတစ်ခုပဲကျွန်တော်ရှိခဲ့တာပါဒါပေမဲ့ အခုဆိုလို့ရှိရင်မြန်မာပြည်ကစစ်တူရင်နဲ့ချက်ကိုနှစ်ခုပေါင်းပြီးဆက်တဲ့အာဆီယံချက်ဆိုတဲ့ကစားနည်းကကျွန်တော်တို့အာဆီယံနိုင်ငံတွေမှာတိုးတက်ဖွံ့ဖြိုးပြီးတော့ပြိုင်ပွဲတွေအသီးသီးကျင်းပနေပါပြီ။အဲတော့အာဆီယံချက်ကိုဝင်ရောက်ရှင်ပြန်ဖို့အတွက်ကစားနည်းကိုကျွမ်းကျင်ဖို့အတွက်ချက်ကစားနည်းတစ်ခုနဲ့မရပါဘူးခင်ဗျာ။မြန်မာပြည်ကစစ်တူရင်နားလည်တက်ထွန်းပြီးတော့အစင်းစင်းအသိရှိနားလည်တဲ့လူတွေကအာဆီယံချက်ဆိုတဲ့ကစားနည်းကိုကျွမ်းကျင်ကျင်ကစားနိုင်ပြီး နိုင်ငံပြိုင်ပွဲတွေမှာပါအောင်ပွဲဆင်နေတဲ့အခြေအနေကိုရရှိမှာပါနိုင်ငံကိုစားပြုလည်ရွေးစဉ်တွေလည်းပေါ်ထွက်လာမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကိုရည်ရွယ်ပြီးတော့ဒီလူငယ်အားစားတွေကိုကျွန်တော်တို့ကစားသမားလေးတွေကိုပြုစုပြုထုံပေးနေတာဖြစ်ပါတယ်ဟုတ်ကဲ့အခုကအဲ့ဒါကကျွန်တော်တို့ဒီလူငယ်လေးတွေရဲ့ဘယ်လောက်စိတ်ဝင်စားတယ်ဒီကစားနည်းပေါ်မှာဘယ်လိုကျွမ်းကျင်လာတဲ့ပုံမှာမူတည်ပြီးတော့တို့ကိုကျွန်တော်တို့ကလမ်းကြောင်းတစ်ခုဖြစ်တဲ့ international လမ်းကြောင်းတစ်ခုဖြစ်တဲ့ ASEAN ချက်ဂိုင်ပွဲ ထိုင်းချက်မာဂရုပြိုင်ပွဲဒီမှာကျွန်တော်တို့ကသူတို့ကိုအဆင့်ဆင့်လေ့ကျင့်ပေးပြီးတော့ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ဒီလိုအတွက်အဆင့်ကတော့ကျွန်တော်အဆင့်ဆင့်ကူးပြောင်းအောင်ပါပါ။လက်ရှိတော့ကျွန်တော်တို့စီနီယာကစားသမားကြီးတွေကတော့မြန်မာယူရာစစ်တူနဲ့ချွန့်ချင်တဲ့ချက်လဲနိုင်ငံတကာအဆင့်ရှိတဲ့မြန်မာနိုင်ငံလက်ရွေးစင်ရှိတဲ့လူတွေကတော့တွားရောက်ရှင်ပြိုင်နေကြပါတယ်။ခုဒီလူငယ်တွေကိုစတင်မွေးထုတ်တာတော့ဒါပထမဆုံးချိန်ပါပဲ။အဒီကလေးတွေရဲ့စူးစမ်းအထောက်အပံ့နဲ့သူတို့ရဲ့အပေါ်မှာမူတည်ပြီးတော့ ဒီနိုင်ငံတကာပြိုင်ပွဲဖြစ်တဲ့လမ်းကြောင်းပေါ်ကိုကျွန်တော်တို့ဥဆောင်ပြီးခေါ်တော့ပါအဲကျွန်တော်တို့ညွန်နေတာကတော့တစ်ချက်ဒီလူငယ်လေးအသက်20ဆောင်လူငယ်လေးတွေကဒီကစားနည်းကိုစိတ်ဝင်စားသွားပြီးကျွမ်းကျင်သွားပြီးနားလည်လာပြီးမျက်နှိုးလာပြီးဆိုရင်မြမယူကစစ်တွေ့ရင် ကစားနည်းကကြွေပြောက်မှုတွေမရှိတော့ဘဲနဲ့ ကျင်းနဲ့အားရမယ့်အခြေအနေတစ်ခုဖြစ်လာပါမယ်။နောက်ဒီလိုပြိုင်ပွဲတွေလည်းဆက်ဆက်ဆက်လက်ကျင်းပပေးခြင်းအဖြစ်ကစားသောလူတွေတွေပို့ပို့ပို့ထွက်လာပြီးတော့ဒီလိုမြမယူဟာစစ်တွင်ဆိုတဲ့ကစားနည်းဟာတိမ်ပြောက်ပတ်ပွဲခြင်းမရှိတော့ဘဲနဲ့ကျွန်တော်တို့ဆက်လက်ရပ်တည်ပါမယ်။တခြား international အဆင့်တွေကိုလည်းကူးပြောင်းပြီးတော့နိုင်ငံလူရေးစင်တွေထပ်ပေါ်လာမယ်လို့ယူရပြီးတော့ကျွန်တော်တို့ကျင်းပလာဖြစ်ပါလိမ့်မယ်။